ရေဒီယိုအန်ဂျီသတင်းရှင်ပြပပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ28ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယိုအန်ဂျီပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်စိုက်ဘာလိမ်လည်မှုစင်တာတွေကိုစေအုပ်စုအနေနဲ့ထိထိရောက်ရောက်ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ကုလဆိုင်ရာမြန်မာတပ်အမတ်ကြီးထောက်ပြတဲ့သတင်းကိုတင်ပြပေးပါမယ်စိုက်ဘာလိမ်လည်မှုစင်တာတွေဟာ ဆဲအုပ်စုကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့အတွက်ဆဲအုပ်စုအနေနဲ့ထိထိရောက်ရောက်ဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့ကုလဆိုင်ရာမြန်မာတမ်မတ်ကြီးဦးကျော်မိုးထွန်းကထောက်ပြပြောဆိုလိုက်ပါတယ်။အကျဉ်80မြောက်ကုလသမဂ္ဂထွေထွေညီနာခံလက်နက်ဖြတ်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီကလုပ်တဲ့အခြားလက်နက်ဖြတ်သိမ်းရေးလုပ်ငန်းစဉ်များနှင့်နိုင်ငံတကာလုံခြုံရေးကောင်းစဉ်နဲ့ဆွေးနွေးပွဲအစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စေအုစုနဲ့သူတို့လက်အောက်ခံနေကြားဆောင်တပ်ဖွဲ့ BGF တို့ဟာတရင်အချက်လက်နှင့်ဆက်သွယ်ရေးနည်းပညာ ICT ကိုအသုံးပြုပြီးဘေးဖြစ်စေမဲ့လုပ်ငန်းတွေကိုကျူးလွန်နေတယ်လို့လည်းအတည်ပြုခဲ့ပါတယ်။စိုက်ဘာလိင်လယ်မှုလုပ်ငန်းတွေရဲ့ရင်းမြစ်ကိုကင်တွယ်ဖြေရှင်းဖို့ပြက်ကွက်ခဲ့တာနဲ့တက်ဆိုင်သူတွေနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်မှုမရှိတာတွေကြောင့်မြန်မာနိုင်ငံအရှိမျောက်ဖက်နယ်စပ်ကကြားဖြန့်စင်တာတွေဟာအရှိတောင်ဘက်နယ်စပ်ဘက်ရွှေ့ပြောင်းလာတဲ့အတွက်အရှိမျောက်ဒေသဟာခိတ္တတတရာရနေတယ်လို့လည်းရှင်းပြခဲ့ပါတယ်။ ဆဲအုစုကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့ဒီစိုက်ဘာလိမ်လည်မှုစင်တာတွေရဲ့ပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့ဆဲအုစုအနေနဲ့ဆောင်ရွက်နိုင်ခြင်းမရှိတာထင်ရှားနေပြီးဒေတာတွေနဲ့နိုင်ငံတကာငြိမ်းချမ်းရေးလုံခြုံရေးအပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိနေတယ်လို့သတိပေးပြောကြားခဲ့ပါတယ်။ဒါအပြင်ဆဲအုစုဘက်က Digital Anarchy စနစ်တိဆောက်လာတာဟာလည်းစိုးရိမ်ရတဲ့အခြေအနေလို့ကုလဆိုင်ရာမြန်မာတမ်မကြီးကထပ်ပြီးရှင်းပြခဲ့ပါတယ်။အကြံဖတ်ဆဲအုစုဟာ ဒီဂျစ်တယ်နဲ့ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံတွေကိုထိန်းချုပ်ထားပြီးအင်တာနက်နဲ့ဖုန်းဝန်ဆောင်မှုတွေကိုဆိုင်းငံ့ထားသလိုလူမှုကွန်ရက်တွေကိုပိတ်ဆို့တာသူတို့နဲ့အမြင်မတူသူတဦးချင်းစီရဲ့ကိုယ်ရေးချက်လက်တွေပေးအပ်ဖို့ ICT ဝန်ဆောင်မှုလုပ်ငန်းရှင်တွေပေါ်အထမပီအားပေးတာတွေပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့စီးဝေးတက်ရောက်လာသူတွေကိုရှင်းပြခဲ့တာဖြစ်ပါတယ်။ဆေးအုပ်စုရဲ့ Digital စောင့်ကြည့်ရေးလုပ်ငန်းတစ်စိတ်တစ်ပိုင်းအဖြစ်အကြမ်းမဖက်အာနာပီဇန်ရေး CDM လှုပ်ရှားမှုမှာပါဝင်ကြသူတွေနဲ့ လူအခွင့်အရေးကာကွယ်မြှင့်တင်သူတွေကိုခြေရာခံဖမ်းဆီးနိုင်မှုအတွက် personal scrutinization and monitoring system ကိုအသုံးပြုနေတယ်လို့လည်းအတည်ပြုခဲ့ပါတယ်။ Cyber Yet One ဟာစောင့်ကြည့်ရေးစုစည်းတဲ့နေရာအဖြစ်ပြောင်းလဲသွားတဲ့အခုလိုအခြေအနေမျိုးမှာစေအုစုကလုံမဲ့အတူရောင်ရွေးကောက်ပွဲဟာအကြမ်းဖက်မှုတွေကိုပိုပြီးကြာရှည်စေမှာဖြစ်တယ်လို့ Cyber မှုကင်းတွေပုံများလာပြီးဒေတာတွေမတည်ငြိမ်မှုတွေစိုးစိုးရွားရွားဖြစ်လာနိုင်တာကြောင့်စေအုစုရဲ့လှည့်ပြားတဲ့လုပ်ငန်းစဉ်တွေကိုပြက်ပြက်သားသားပယ်ချဖို့ နိုင်ငံတကာအတိုက်အဝန်းကိုကုလဆိုင်ရာမြန်မာတမ်းအမတ်ကြီးကတိုက်တွန်းပြောကြားခဲ့ပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်ဆေးအုပ်စုဘက်ကအာဂါတာနီးပညာပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်လှုပ်ဆောင်နေတာဟာစိုးရင်ရတဲ့အခြေအနေလို့ကုလဆိုင်ရာမြန်မာတမ်းအမတ်ကြီးသတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်ဆေးအုပ်စုဘက်ကအာကာသနီးပညာပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်လှုပ်ဆောင်လာတာဟာဇိုးရင်ရတဲ့အခြေအနေလို့ကုလဆိုင်ရာမြန်မာတမ်မတ်ကြီးကသတိပေးပြောကြားလိုက်ပါတယ်။ အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီကအကာသဟင်းလင်းမြင်ဆိုင်ရာခေါင်းစဉ်နဲ့ပြုလုပ်တဲ့ဆွေးနွေးမှုအစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမတ်ကြီးဦးကျော်မိုးထွန်းကအခုလိုတတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။အကာသကိုသွာလာနိုင်တဲ့ဤပညာပိုင်ဆိုင်ထားတဲ့အဖွဲ့ဝင်နိုင်ငံအချို့ကငြိမ်းချမ်းသောရည်ရွယ်ချက်လို့အပြောင်းပြပြီးဂျိုရုပုံရိပ်ခွဲချမ်းစိတ်ဖြာရေးစင်တာတစ်ခုတည်ထောင်နေတာ ဆေအိုစုနဲ့အာဂတဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်ဆောင်ရွက်နေတဲ့အပေါ်အထူးစိုးရိမ်မိတဲ့အကြောင်းမြန်မာတပ်အမတ်ကြီးကထုတ်ဖော်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်မြန်မာတပ်အမတ်ကြီးအနေနဲ့အာဂတကိုသွားလာနိုင်တဲ့နည်းပညာပိုင်ဆိုင်ထားတဲ့အဖွဲ့ဝင်နိုင်ငံအချို့လိုတန်တမန်နည်းအရာတုံ့နှုံပြောဆိုခဲ့တာဖြစ်ပေမဲ့ရုရှားနိုင်ငံကိုပြောလို့ရင်းလို့နားလည်ရပါတယ်အဲ့ဒီအဖွဲ့ဝင်နိုင်ငံဟာစစ်ဘက်ဆိုင်ရာရည်ရွယ်ချက်တွေအတွက်သူတို့ရဲ့ထောက်လန်းရေးဂျိုရုတွေကနေရရှိလာတဲ့အချက်လက်တွေကို ဆဲအုစုနဲ့မျှဝေဖို့ကမ်းလှမ်းခဲ့တယ်လို့သတင်းရထားတဲ့အကြောင်းလဲမြမသားအမတ်ကြီးကရှင်းပြခဲ့ပါတယ်။အာဂတနီးပညာဂျိုရုများနဲ့အာဂတအခြေပြုဆက်သွယ်ရေးအပါအဝင်အာဂတဟင်းလင်းပြင်းနဲ့အာဂတစနစ်တွေကိုငြိမ်းချမ်းစွာအသုံးပြုခြင်းဟာလူသားမျိုးနွယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်ပေမဲ့တစ်ဖက်မှာလည်းချင်းချောက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ထောက်ပြထားပါတယ်။တဘာဝဘေးရန်ရဲ့စီမံခန့်ခွဲမှုတွေကိုအချိန်နဲ့တပြေးညီသိနိုင်ဖို့စိုက်ပျိုးရေးတက်တော့နဲ့ ငားလုပ်ငန်းတွေကိုစောင့်ကြည့်နိုင်ဖို့မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် MAEU နဲ့ဟော့ကိုင်ဒိုတက္ကသိုလ်တို့ပူးပေါင်းပြီးမြန်မာနိုင်ငံရဲ့ပထမဆုံးမိုက်ခရိုဂျူဒုဖြစ်တဲ့ MMSAT1 ကိုဒီဇိုင်းထုတ်ဖန်တီးနိုင်ခဲ့တယ်လို့မြန်မာတပ်မတ်ကြီးကအတည်ပြုပါတယ်။ဒါပေမဲ့စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြံဖက်ဆေးအုပ်စုရဲ့စစ်ဘက်ဆိုင်ရာအတုံးပြမှုတွေအပေါ်စိုးရင်ပူပန်မှုတွေတိုးပွားလာတာကြောင့်ဂျိုဒူးလွတ်တင်ရေးအစီအစဉ်ကိုဆိုင်းငံ့ထားခဲ့ရတယ်လို့လည်းအစည်းအဝေးတက်ရောက်လာသူတွေကိုရှင်းပြခဲ့ပါတယ်။ဒါဟာဆေးအုပ်စုအနေနဲ့အာဂါတာနီးပညာကိုအတုံးပြုပြီးအရသာပြည်သူတွေကိုဖိနှိပ်ခြင်းကနေတားဆီးနိုင်ဖို့ဂျပန်အစိုးရကကြိုတင်ကာကွယ်ပေးခဲ့တာဖြစ်တဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းလဲပြောကြားခဲ့ပါတယ်။အာဂါတာဟင်းလင်းပြင်မှာလက်နက်ပြိုင်ဆိုင်တပ်ဆင်မှုကိုတားဆီးရေးတရားဝင်စာချုပ် PAROS နဲ့ပိုးပြီးလက်တွေ့ကျတဲ့စီမံတွေနဲ့ရှစ်ဆက်ဆောင်ရွက်ဖို့ရည်ရွယ်ထားတဲ့ဘာသာရေးဆိုင်ရာအစိုးရကျွမ်းကျင်သူများအဖွဲ့ GGE အစည်းအဝေးခန်းစားပါဆုံးဖြတ်ချက်ကိုမြန်မာနိုင်ငံအနေနဲ့ကြိုဆိုလိုက်ပြီးမြန်မာပြည်သူတွေရဲ့အသက်ကိုကယ်တင်နိုင်ရေးစစ်လက်နက်များတိုက်လေရင်စီအပါအဝင်စစ်ဘက်အရက်ဘက်နှမျိုးသုံးနိုင်တဲ့အရာတွေနဲ့ဆက်ဆက်နည်းပညာတွေအကြမ်းဖက်ဆေးအုပ်စုထံစီစဉ်မှုမရှိအောင်ဖျက်တောက်ပေးကြဖို့အဖွဲ့ဝင်နိုင်ငံအားလုံးကိုကုလဆိုင်ရာမြန်မာတမ်မတ်ကြီးကတောင်းဆိုခဲ့ပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့် online ကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေကိုစစ်တပ်ကပံ့ပိုးပေးနေတာထင်ရှားတဲ့အတွက်အရေးယူပေးကြဖို့နိုင်ငံကအတိုင်ဝန်ကို NUG တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ်။တကဘာလုံးကိုဒုက္ခပေးနေတဲ့ online ကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေကိုအကြမ်းဖက်စစ်တပ်ကဒိုက်ရိုက်သို့မဟုတ်ပွဲဝိုက်ပံ့ပိုးနေတာတွေတက်တည်ထင်ရှားနေတဲ့အတွက်နိုင်ငံကအတိုင်ဝန်အနေနဲ့အရေးယူပေးကြဖို့ မြို့သားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း18မြင်းဆောင်2025အစီအစဉ်ကိုမြို့သားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကတိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံတည်းမဟုတ်ဘဲအာဆီယံအတိုင်းဝိုင်းနဲ့ကမ္ဘာနိုင်ငံအသီးသီးကပြည်သူတွေကိုဒုက္ခပေးနေတဲ့အွန်လိုင်းလင်လယ်မှုလုပ်ငန်းတွေဟာအကြမ်းဖက်စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကြားဆက်နွယ်မှုတွေရှိနေတယ်လို့အတည်ပြုထားပါတယ်။ တရုတ်မီဒီယာတွေမှာဖော်ပြတဲ့စစ်တပ်လက်အောက်ခံကိုကနေကြားဆောင်တက်ခေါင်းဆောင်ဝေဆန်းရဲ့ထွက်ဆိုချက်တွေမှာဆေးအုပ်စုရဲ့ကာကွယ်မှုခွင့်ပြုချက်ရခဲ့ပြီးအွန်လိုင်းစင်တာတွေကိုကာကွယ်ဖို့လိန်လယ်ရရှိတဲ့ငွေတွေကဒစိမ့်တစ်ပိုင်းကိုဆေးအုပ်စုကိုပေးဆောင်ခဲ့ရတယ်လို့အဓိပ္ပာယ်သက်ရောက်တဲ့ဇာတ်တွေဖတ်ဆိုထားတာကိုကြည်ရင်စစ်တပ်ဟာဒီလုပ်ငန်းတွေနဲ့တိုင်းရိုက်ဒါမှမဟုတ်တွယ်ဝိုက်တဲ့ပတ်မုံမှုတွေရှိနေတယ်ဆိုတာတက်သေးထင်ရှားနေတာကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ ဒီရာဇဝတ်လောက်ရက်တွေရပ်တန့်စေဖို့စေအုပ်စုအပေါ်အခုထပ်ပိုတဲ့ပိတ်ဆို့အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့လိုတယ်လို့ဦးနေဖုံးလက်ကတိုက်တွန်းပြောကြားသွားပါတယ်မြန်မာနိုင်ငံသားတွေကမ္ဘောဒီးယားနိုင်ငံမှာလူကုန်ကူးခံရတာလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရမှုတွေအွန်လိုင်းကြားဖြင့်လုပ်ငန်းတွေမှာကျူးလွန်ခံနေရတယ်လို့အကူအညီတောင်းစာတွေမူရစ်စေဝါနဲ့ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂယုံ UNODC ကဆက်လက်လက်ခံရရှိနေတယ်လို့လည်းထပ်ပြီးအတည်ပြုထားပါတယ် ဒါကြောင့် online ကခေါ်တဲ့အလုပ်တုတွေကိုတေချာစစ်စစ်ပြီးမှအလုပ်သွားလုပ်ကြဖို့နဲ့ကြားဖြတ်နဲ့ပတ်သက်တာတွေအထူးသတိရှိကြဖို့ပြည်သူလူထုကိုလည်းဥနေဖုံးလက်ကသတိပေးပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံအနှံ့အထူးသဖြင့်အကြမ်းဖက်စစ်တပ်လက်အောက်ခံနေကြာဆောင်တပ်တွေထိန်းချုပ်ထားတဲ့နေဆက်ဒေသတွေမှာအများဆုံးအခြေဆိုင်တဲ့ online ကြားဖြတ်လိမ်လည်မှုလုပ်ငန်းတွေအပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကိန်းတွေကိုနိုင်ငံတကာအတိုင်းဝိုင်းကဖြည့်ရှင်းဖို့ကြိုးပမ်းဆောင်ရွက်နေတာတွေကို မြို့သားညီညွတ်ရေးအစိုးရအနေနဲ့အတိမတ်ပြုချီးကျူးဂုဏ်ပြုသလိုပူးပေါင်းဆောင်ရွက်ဖို့လည်းအမြဲအသင့်ရှိနေတယ်လို့လည်းပြောထားပါဗျ။မြို့သားညီညွတ်ရေးအစိုးရအနေနဲ့နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းတွေတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေထိထိရောက်ရောက်အကောင့်ထဲပို့နိုင်ဖို့နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းများတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်နေတယ်လို့သိရပါဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio Energy သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။